ကိုကိုချမ်းသာကြွယ်ဝလာအောင် လုပ်ပေးမယ်ကဘာကျော်တဲ့ psychology တစ်ခုအကြောင်းကိုကျွန်တော်ဒီနေ့မျှဝေမယ်စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Walter Marshall ကစမ်းသပ်မှုတစ်ခုလုပ်တယ်အဲ့ဒါကဘာလဲဆိုတော့ကလေးတွေကို သူကဒီ marshmallow ဒီမုံလေးတွေဝေလိုက်တယ်ဝေပြီးတော့မှသူကဘာပြောလဲဆိုတော့အခုစားခြင်းတဲ့သူက စားနိုင်တယ် ဒါပေမဲ့နောက်15မိနစ်နေမှစားတဲ့သူတွေကတော့နောက်ထပ်တစ်ခုထပ်ပြီးတော့မှအပူရမယ်နှစ်ခုရမယ်ဆိုပြီးတော့မှတို့စမ်းတက်တယ်အဲ့တော့တချို့ကလေးတွေကတော့မနေနိုင်တော့ပဲဒီ marshmallow မုံလေးတွေကိုချက်ချင်းစားပလိုက်တယ်တချို့ကလေးတွေကတော့15မိနစ်အောင်အေးသီးခံပြီးတော့မှစောင့်နေတယ်ဘာကြောင့်လဲဆိုတော့သူက15မိနစ်စောင့်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်အပိုးတစ်ခုရမှဖြစ်တဲ့အတွက်ဖြစ်တယ် ဲ့တော့ကြိုကလေးတွေကတော့15မိနစ်နေမှစားတယ်နှစ်ခွရသွားတယ်အဲ့တော့အချိန်နဲ့ကြာလာတဲ့အခါမှာတော့စမ်းသက်ချက်အရာဘာတွေ့ရလဲဆိုတော့ချက်ချင်းစားလိုက်တဲ့ကလေးတွေက15မိနစ်စောင့်ပြီးတော့မှ စားတဲ့ကလေးတွေထက်ပိုပြီးတော့မှ အောင်မြင်မှုတွေချမ်းသာကြွားဝမှုတွေရော့ကျနေတာကိုတွေ့ရတယ်အဲ့တော့15မိနစ်စောင့်နိုင်တဲ့ကလေးတွေကပိုပြီးတော့မှတော်ကြတယ်အောင်မြင်ကြတယ်ကြီးပွားတိုးတက်ချမ်းသာကြတယ် เนาะအဲ့ဒီ technique ကိုလည်းကျွန်တော်တို့ကဘာကျော်တထည်ကြီးဖြစ်တဲ့ Warren Buffett ကကျွန်တော်တို့သုံးတယ်အဲ့တော့ Warren Buffett ကသူငယ်ငယ်တုန်းကဆိုလို့ရှိရင်သူ့မှာရှိတဲ့ပတ်စံလေးတွေကိုသူကဘယ်နေရာမှာသုံးမပြစ်ဘူးအဲ့တော့စားလည်းမပြစ်ဘူးဘာလုပ်တယ်လဲဆိုတော့သူကရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်အဲ့တော့အသက်အရွယ်တွေကြီးလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အခုဆိုလို့ရှိရင်ကဘာကျော်တဲ့ billionaire ရင်းနှီးမြှုပ်နှံသူကြီးဖြစ်လာတယ်အဲ့တော့ကျွန်တော်ပြောမယ့် psychology ကကျွန်တော်တို့ဘာခေါ်လဲဆိုတော့ delay gratification လို့ခေါ်တယ် เนาะအဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ကောင်းတဲ့အရာတွေเนาะအနာဂတ်ထဲမှာပိုကောင်းတဲ့အရာတွေရဖို့အတွက်ကို အခုလောလောဆယ်ကောင်းတဲ့အရာတွေကိုရင်းနှီးပြတာမလှုပ်ဖဲနဲ့အောင်အေးတီးခံပြတာ နော်အဲ့တော့ကျွန်တော်မြန်မာအာဒီမြန်မာဖုန်းတော်ကြီးတွေပါဟောဘူးတဲ့အာကျွန်တော် story line လေးတခုလည်းကြားဘူးတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့မြန်မာတွေကဝတ်သားစားစောတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့မြန်မာတွေဒီဒါဆရာဟောထားတယ်ကိုကျွန်တော်ပြောတော့အဲ့တော့ကျွန်တော်တို့ကဟလာငွေလေးနည်းနည်းရလာပြီဆိုလို့ရှိရင်ကောင်းတဲ့ဟာလေးစားပလိုက်ချင်တာသုံးပလိုက်ချင်တာအဲ့ဒီငွေကိုအနာကက်အတွက်နော်ပြန်လဲရင်းနှီးမြှုပ်နှံဖို့ကြတော့မလုပ်ဖြစ်ကြတာဒါမျိုးလည်းကျွန်တော်ကြားဘူးတယ်အဲ့ဒါနဲ့သွားပြီးတော့မှအလားတရံတူလိမ့်မယ် အဲ့တော့ဒါကဒီကဘာကျော်တဲ့ psychology လည်းဖြစ်တယ်အောင်မြင်ချမ်းသာကြီးပွားတိုးတက်ဖို့အတွက်ကိုလည်းကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့အခုဒီ video ကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေအဲ့ဒီ delay gratification ဆိုတဲ့ psychology ကိုကျွန်တော်တို့သုံးကြည့်ပါအဲ့တော့အခုလောလောဆယ်မှာကိုစားချင်တာတွေမစားနိုင်အောင်เนาะကိုသုံးချင်တဲ့နေရာတွေမှာမသုံးနိုင်အောင်တော့အရာတွေကအနာကက်ထဲမှာငါပိုကောင်းမှုတော့ငါရင်းနေထားမယ်မြုံနံထားမယ်ဒါမျိုး လုပ်ဖို့ရည်ကြီးပါတယ်အဲကျွန်တော်ဆိုလို့ရှိရင်လေအဲ့တော့အသက်40 ဒဲဝင်လာတဲ့အခါမှာကျွန်တော်ဘာလုပ်တယ်လဲဆိုတော့ကျွန်တော်နောက်ထပ်နှစ်20နှစ်အစိတ်တော်မှာကျွန်တော်ကြားမကြီးကောင်းခြင်းတယ်အဲ့တော့ကျွန်တော်အခုဘာလုပ်နေလဲဆိုတော့အဲ့ဒီ delay graphic gratification ကိုကျွန်တော်ကျင့်သုံးနေတယ်ကျွန်တော်စားချင်တာတွေမစားအောင်เนาะလုတ်ချင်တာတွေမလုတ်အဲ့တော့ကျွန်တော်စားချင်တာတွေစားမယ်ဆိုလို့ရှိရင်အစီပါတွေကျွန်တော် အပါတွေစားမယ် fast food တွေစားမယ် deep fry တွေကျွန်တော်စားမယ်ဒါပေမဲ့ကျွန်တော်မစားဘူးဘာလုပ်လဲနောက်ပိုကောင်းတဲ့အနာဂတ်တော့ကိုကျွန်တော်ကစဉ်းစားပြီးတော့မှမစားဘဲနဲ့အဲ့ဒီအစားတွေကိုရှောင်နေတာအဲ့လိုပဲကျွန်တော်သုံးရင်းတဲ့နေရာတွေရှိတယ်ငွေကြေးတွေ เนาะသုံး ply channel နေရာတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကအနာကက်ထဲမှာเนาะကျွန်တော်မှာရီမန်းချက်တစ်ခုရှိတယ်အဲ့ဒီရီမန်းချက်တစ်ခုကိုကျွန်တော်ပြည့်မီဖို့အတွက်ကျွန်တော်အကုန်လုံးသုံးမပြစ်ဘူးကျွန်မတို့ကျွန်တော်တို့အရေးကြီးတာဒီ delay gratification ကိုခေါ်ရဲခုနက psychology ကိုကျွန်တော်တို့အသုံးပြုဖို့လိုတယ်အဲ့တော့အခုလောလောဆယ်မှာကောင်းတဲ့အရာတွေကိုသုံးမဖြစ်နဲ့ဘူးနော်ပိုကောင်းတဲ့အနာဂတ်ထဲမှာပိုကောင်းတဲ့အရာတွေရလာဖို့အတွက်ကိုကျွန်တော်တို့အောင်အီးတီးခံထားဖို့လိုတယ်စတဲ့ထားဖို့လိုတယ်အဲ့တော့ ကိုသာအဲ့ဒီ delay gratification ကိုသုံးမယ်ဆိုလို့ရှင်တော့ချမ်းသာကြွယ်ဝပါလိမ့်မယ်အောင်မြင်မှုတွေကျွန်တော်တို့ရပါလိမ့်မယ်ကိုယ့်ရဲ့ဩဇာတာကောင်းပါလိမ့်မယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျောင်းလင်ကလေးမိတ်ဆွေတွေဟာအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုယ့်အထွတ်ဘာရလိုက်တဲ့ဆိုတော့ comment မှာဆက်လို့ရေးလို့ရရေးပြပါဦးဒီဗီဒီယိုဆုံးထောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ